โอเคโอเคအားလုံးပဲမင်္ဂလာပါပေါ့နော်ကျွန်တော်ဒီနေ့မှလည်းကျွန်တော်ဒါမျိုးတက်ခဲပြုပြင်လေးလို့ကျွန်တော်ပြောပြပေးမှာဖြစ်ရတယ်ပေါ့နော်ဒါမျိုးတက်ခဲလေးကျွန်တော်ဘလူးပြုပြင်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးပါမလို့ဒါမျိုးဒီကောင်လေးဒီတက်ခဲနာမည်လို့ဒါလစ်တီယံတက်ခဲလို့ခေါ်တယ်ပေါ့နော်ဒီကောင်ဒါမျိုးတက်ခဲလေးပြုပြင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီဝါယာတစ်ချောင်းဒီလိုကြောက်လက်ရှောင်းမလို့လေပေါ့နော်ကျွန်တော်ဒါမျိုးကြောက်လက်လေးပဲဖြစ်ဖြစ်တန်ချောင်းလေးပဲဖြစ်ဖြစ်နော်ဒါဆိုရင်ကျွန်တော်တန်ချောင်းလေးပေါ့နော်ဒီတန်ချောင်းလေးပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်အက်ကလေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါမျိုးရှင်ရတယ်ပေါ့နော်โอเค โอเคပေါ့เนาะကျွန်တော်ဒီတက်ခဲလေးကျွန်တော်ဘယ်လိုပြပြမလဲဆိုတော့ကျွန်တော်ပြ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 မယ်ဒါကျွန်တော်ဒီတက်ခဲနဲ့လုံးရတော့ကျွန်တော်ပြင်းနီးလန်းတိုင်းပေါ့เนาะကျွန်တော်နီးလန်းတိုင်းကျွန်တော်ပြင်လိုက်တိုင်းရှားသွားတယ်ပေါ့เนาะရှားသွားပါတယ်အဲ့ဒါကြောင့်ကျွန်တော်နီးလန်းလေးကိုကျွန်တော်ပြိတက်တွေကိုကျွန်တော်မျှဝေပေးခြင်းလို့ဒီ video လို့ကျွန်တော်လုပ်လိုက်တာပေါ့เนาะအဲဒါကျွန်တော်တို့ဒီတက်ခဲလေးရဲ့ပို့ကျွန်တော်တိုင်းပြမယ်ပေါ့เนาะပို့တိုင်းပြမယ်ဒီတက်ခဲလေးနဲ့တော့အကောင်းပေါ့เนาะကျွန်တော်ကျွန်တော် ကျွန်တော်ဒီတကယ်ပြပြနေနီးလဲနဲ့ကျွန်တော်ပြင်လိုက်တာဒီတကယ်လည်းတော့ကောင်းသွားပြီပေါ့နော်အဲ့ဒါကြောင့်ကောင်းသွားတဲ့အတွက်ကြောင့်ကျွန်တော်အဲရှိုးလိုင်းပေါ်မှာရှိတယ်ပေါ့အဲကျွန်တော်လည်းပေါ့နော်ဒီအရင်ကဒီတကယ်လေးလေးကိုပေါ့နော်ကျွန်တော်မိတ်ဆွေလေးတီးနေတီးတယ်ထင်တယ်ပေါ့နော်ဒါမျိုးလေးထိုးလိုက်တယ်ဆိုရင်ဒီတနေ့ကသူ့ရဲ့ဒီလေလေးကိုဖောက်ပြလိုက်တယ်ဆိုရင်သူ့ရဲ့ဒီလေကန်းငွေလိုပဲပေါ့နော်ကျွန်တော်လည်းဒီလေလိုပဲပြောတယ်သူ့ရဲ့ကန်းငွေလိုကို ဖောက်ပြလိုက်တယ်ဆိုရင်ဒီတကယ်လည်းကောင်းသွားတယ်လို့ပြောတယ်ပေါ့နော်အဲ့ဒါလေးကတကယ်ဂျင်းမဟုတ်ပါဘူးပေါ့နော်တကယ်အဲ့ဒါဂျင်းမဟုတ်တာတကယ်အလင်းညာမဟုတ်ဘူးပေါ့နော်ဂျင်းလည်းမဟုတ်ဘူးပေါ့နော်ဒီကောင်းတဲ့တကတကယ်ဟုတ်တယ်ပေါ့နော်ဘေးကျွန်တော်20မှာထားတယ်ကျွန်တော်မိတော့20မှာထားပြီးဒီကောင်းလေးကိုအနောက်ဘက်ချက်မှာထားတယ်ဒီအနီတန်လေးကိုအပေါင်းဘက်ချက်မှာထားတယ်ပေါ့နော်ဒါရဒီမျိုးဝမ်ပို့လို့တက်တာမြင်နေရတယ်ပေါ့နော်ဝမ်ပို့လို့တက်တာမြင်ရပါတယ်ဒီကောင်းလေးရောအာဒါဆို3.5ပို့တော့ရှိရပေါ့နော် ဒါကျွန်တော်ဒီကောင်လေးကအာမသွင်းရည်ပေါ့နော်ဒီအစိမ့်လေးကကျွန်တော်အာသွင်းထားတာပါဒီကောင်လေးအာမသွင်းရည်ပေါ့ဒါကြောင့်ဒီကောင်လေး3.5ဖြစ်နေပါဒါပေမဲ့ကျွန်တော်ဒီမှာကျွန်တော်ပြောချင်တာကတခဲတိုင်းလည်းမရဘူးပေါ့နော်အချို့တခဲဆိုဒီလိုခေါလောက်လိုက်တယ်ဆိုရင်သူ့တွင်းထဲမှာတက်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 နဲ့ဖြစ်နေပေါ့နော်သူ့တွင်းထဲမှာတက်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 နဲ့ဖြစ်နေတယ်ဒီလိုခေါလောက်တယ်အဲ့ဒါဆိုအိတ်ကလေးအိတ်တခဲအဲ့ဒါအတွင်းလေးကတက်ဆန်ကျိုးသွားတာပဲဖြစ်လို့နော်တခဲထဲမှာအဲတခဲထဲမှာတခဲဆယ်ဆိုပြီးပါရဲပေါ့နော်အမေရောင်လုံးလေးပေါ့နော်ကာဗွန်ဒုံးလေးကာဗွန်ကာဗွန် ကြောင်းလေးထင်တာပဲနော်အိတ်ကာဖုန်ကြောင်းလေးကကျိုးသွားတယ်အတွက်ကြောင့်ကျွန်တော်တို့တစ်ချက်တစ်ချက်ကြိုင်လာတယ်တစ်ချက်တစ်ချက်ဒီလို cloud တွေလာတော့ပုံတော့ဒါဆိုရင်ဒီတကယ်လေးကပြဲပြီးလို့ပဲယူဆလိုက်တော့ပါဒါဆိုပြင်ရမှာမဟုတ်ပါဘူးကျွန်တော်ပြောတဲ့နီလန်လေးကကျွန်တော်အကေတကယ်လေးကကောင်းတယ်ကောင်းပြီးတော့အာသွင်းလို့မရတော့မရအာသွင်းလို့မရတော့တာမျိုးတို့ဒီတကယ်လေးမှာဘိုးရှိပြီးတော့အဲဆန်တော်တို့ကျွန်တော်ဒါလိုမီတာနဲ့တိုက်ပြပြီးတော့ကျွန်တော်ဘိုးရှိပြီးတော့ဘိုးကမထွက်တော့တာလိုမျိုးမျိုးလို့ဆိုရင်ဒီနီလန်လေးနဲ့ပြပြလိုက်ပါတော့ဒါကြောင့်ကျွန်တော်တို့ဒီကျွန်တော်ဒီတကယ်လေးတော့ဒါ ဒီလိုဖလောက်လိုက်တဲ့တကြီးကြီးနဲ့မြင်ရတယ်ပေါ့နော်ဒါအတွင်းကသူ့ရဲ့ဒီကာဗွန်ကြောင်းလေးကျိုးသွားတာပေါ့နော်ကာဗွန်ကြောင်းလေးကျိုးသွားတဲ့ခြေတွေအတွက်ကြောင့်နော်ဒီဒီတကယ်လေးရတာပြူရင်မရတယ်ပေါ့နော်ကျွန်တော်လည်းအရင်ပြင်ကြည့်ရပေါ့နော်ဒီနှလုံးမပြင်ရပါလေဒီနှလုံးပြင်မရပါဘူးကျွန်တော်ဒီတကယ်တိုင်းပြက်သွားရင်ဒီနီးလနဲ့ပြင်ပြင်ရမယ်လို့ကျွန်တော်မစိုးဘူးပေါ့နော်ကျွန်တော်အခုကျွန်တော်ပြောတဲ့အတိုင်းပဲအဲဒီတကယ်လေးအာသွင်မရတာမျိုးလို့အာသွင်မရတာမျိုးလို့ဒီတကယ်လေးမှာပိုးရှိပြီးတော့အဲဒီတကယ်လေးမှာကျွန်တော် မီတာနဲ့တန်းတိုင်းဒီထဲမှာတူးဖို့လို့တူးဖို့လောက်တော့ရှိတယ်ဗျတူးဖို့လောက်ရှိပြီးတော့မကောင်းတော့တာမျိုးလို့တူးဖို့လောက်ရှိပြီးတော့ကျွန်တော်တို့အားသွင်းမရတော့တာမျိုးလို့ဒီထဲကအားကိုပြန်ထုတ်မရတာမျိုးဆိုတော့ဒီနေ့လက်နဲ့ပြ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 ပေါ့နော်ကျွန်တော်တို့ဒီတကယ်နဲ့လုံးအဲ့တိုင်းဖြစ်နေရပါကျွန်တော်တို့တကယ်နဲ့လုံးတူးဖို့လို့တက်ပါတယ်အားထက်သွင်းလို့မရဘူးပေါ့သွင်းမရတော့ကျွန်တော်ဒီနေ့လက်နဲ့ပြပြပြလိုက်တာပေါ့နော်အဲဒီဆုံးကျွန်တော်ဒီတကယ်ပြီးအပေါက်ကလေးပါတယ်ပေါ့နော်ဒီမှာမြင်ရတာဒီဒါဒီတကယ်လေးမှာဒီဘက်ချမ်းလေးကအနှုတ်ဒီဘက်ချမ်းနဲ့ဒီတပြင်းလုံးနဲ့ဒီသူ့ရဲ့ body တပြင်းလုံးနဲ့အနုတ်အနုတ်ဒီတန် ပြားလေးအပေါင်းပေါ့နော်အပေါင်းပေါ့နော်ပြီးကြရင်ဒီကောင်လေးကျွန်တော်ခွာပြပါမယ်ဒီကောင်ဒီကောင်ဒီကောင်လေးကျွန်တော်ခွာပြမယ်အရင်ဆုံးဟိုဒီကောင်လေးအကောင်းလုံးလေးပေါ့နော်မကောင်းတာဒီလုံးလေးပေါ့နော်မကောင်းတဲ့အလုံးကျွန်တော်ပို့တိုက်ကြမယ်ပေါ့နော်မကောင်းရင်ဘယ်လိုပို့ပြလဲဆိုရင်မတိုက်ပြပါမယ်ဒီခေတ်ကမကောင်းတော့ဘူးနော်ဟုတ်ကဲ့မပို့မတက်ဘူးနော် ဒါ1 1ဖို့လည်းမတက်ပါဘူး0ဖို့ပဲတက်တယ်နော်0ဖို့ပဲတက်ပါလေဒီကောင်းတဲ့လုံနေကျွန်တော်တိုက်ပြပါမယ်အခုကောင်းတဲ့လုံနေကျွန်တော်ဒီမဲ့0.9ဆိုပြီးတက်လာတယ်ပေါ့နော်ဒီဒါကကောင်းတဲ့လုံနေပေါ့နော်အဲဒီကောင်းလေးဆိုလည်းဒါ3ဖို့ရှိပေါ့နော်တိုက်ကြတယ်ဒါကောင်းတဲ့လုံပေါ့နော်ကောင်းတဲ့လုံနေပေါ့နော်ဒီကောင်းလေးရတာမကောင်းတဲ့လုံနေပေါ့နော်ဒီတက်ကုန်တော့ဘောနော်မကောင်းတဲ့လုံရက်။ Okay ဘောနော်မကောင်းတဲ့လုံရက်ကျွန်တော်တို့တက်ကုန်မတက်ဘူးဘောနော်။ မကောင်းတဲ့လုံနဲ့တက်ကိုမတက်ပါဘူးအရင်ဆုံးကျွန်တော်ဘလူးနီလန်းနဲ့ပြူပြန်မလဲဆိုရင်ကျွန်တော်ပြောပြမယ်ဒီသူ့ရဲ့ဒီတက်ခဲပြီးမှအပေါက်ကလေးပါရပေါ့နော်ဒီမဲ့တရားကြည့်ပါဒီကလေးပါပဲအဲ့အပေါက်ကလေးလို့ဒီလိုထိုးလိုက်ပါဒီလိုတန်ချောင်းလေးပေါ့နော်ကျွန်တော်ဒါမျိုး Okay အဲ့အပေါက်ကလေးလို့ကျွန်တော်ဒါမျိုးတန်ချောင်းလေးထိုးလိုက်ပေါ့နော်သူ့အပေါက်ကလေးပါရပေါ့နော်အဲ့အပေါက်လေးလို့ဒါမျိုးတန်ချောင်းလေးထိုးလိုက်ထိုးလိုက်ပါနည်း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 ဒီလိုနည်းနည်းထိုးပြီးတော့ကျွန်တော်ဒီကောင်းလေးကို ကျွန်တော်ဒီကောင်လေးကိုဒီဘက်နဲ့ဒီလိုကန်လိုက်ပါတော့ကန်လိုက်တယ်ဆိုရင်အတွင်းထဲမှာသူဒီလိုပဲထိုးပစ်လိုက်ပါတော့ဒီလိုပဲခပြင်းပြင်းလေးထိုးပစ်လိုက်တာ ਨੇ အဲခတဲလေးဒီလိုလက်လက်ထိုးပစ်လိုက်တာ ਨੇ သူဒီတွင်းထဲမှာသူရဲ့ဒါမျိုးကန်ငွေလေးကဖောက်ဆိုလို့ပေါက်သွားတယ်ပေါက်သွားတယ်ဆိုရင်ဒါဆိုရင်ဒီကောင်လေးကောင်းပါတယ်ဒီကောင်လေးအခုကျွန်တော်ဘယ်လောက်ထိုးလို့တကယ်ပြန်နေတော့မကောင်းတော့ဘူးကွာဒါဆိုဒီပြက်ကဖြစ်တာမဟုတ်ဘူးဒါသူရဲ့အတွင်းထဲကဒီခလောက်လိုက်အတွင်းထဲမှာသူကာဗွန်နဲ့ဂျောင်းလေးကျိုးသွားတာပေါ့နော် ကာဗွန်လေးကြောင်းလေးကျိုးတာပေါ့နော်။ Okay ဒီကောင်းလေး plus 2ကျွန်တော်ခွာပြမယ်။ကျွန်တော်ဒီနေ့ဒီနေ့လေးနဲ့ကျွန်တော်တို့ပြုပြင်ကြည့်လို့ရတယ်ပေါ့နော်။ plus 2ကနောက်ထပ်တစ်ထပ်ကြည့်ရလေးပါလေ။ โอเค plus rate line ဒီတိုင်းလေးတွေ့ရမှာပေါ့နော်ဒါဆိုရင်ကျော်ဒီသူ့ရဲ့ဒီတကယ်အနှုတ်ဘက်ချမ်းဒီဖင်ဘက်ချမ်းနဲ့ဒီကောင်းနေတာတစ်စရိပေါ့နော်တစ်စရိပါဒီဘက်ဒီဘက်ကအဲဒီအပြားလေးနဲ့ဒီက body နဲ့ကြားထဲမှာဒီညမျိုးအဆက်ကလေးရှိရပေါ့နော်ဒီ body လေးကဒါတခုပဲအပေါင်းပေါ့နော်ဒီဘက်ဒီသူ့ရဲ့ဒီ body နဲ့ဒီကောင်းကြီးကအနှုတ်ကြီးကတစ်စရိပါဒီမှာလည်းအစရိပေါ့နော်ဒီကြားထဲမှာသူက4 4လေးပါပေါ့နော်8 4လေးကြောင့် ီကြားထဲမှာသူ4လေးပါပါတယ်8 4လေးကြောင့်ကျွန်တော်တို့ဒီဒီဘက်နဲ့ဟိုဘက်နဲ့ layer set မကူဘူး layer set 4လေးကကြားခံပြီးတော့အတွက်ကြောင့်ကျွန်တော်တို့ဒီဘက်အပေါင်းဘက်ချန်နဲ့အလိုဘက်ချန်နဲ့ကျွန်တော် electronic မကူသွားပဲနဲ့အဲကျွန်တော်ဒီတကယ်မီးမလောင်သွားတော့ဘောနော်8 4လေးပါလို့ဘောနော်အဖိုးလေးပါလို့ပါအဲ့တိုင်းမို့လို့ကျွန်တော်တို့ဒီကောင်းလေးအပေါင်းဘက်ချမ်းပါအပေါင်းဘက်ချမ်းနေရာကျင်းနေပေါ့နော်ဒီဘက်ချမ်းလေးပဲဒီဘက်အပေါ်ဘူးလေးပဲအပေါင်းပေါ့နော်ကျင်းတဲ့ဒီ body ကြီးရေဒီကောင်းလေးတစ်စရိယတာအနှုတ်ပေါ့နော်အနှုတ်ပါအနှုတ်ဆိုကျွန်တော်ပြောရဲနီလန်တိုင်းကျွန်တော်တို့စမ်းကြည့်ခြင်းနဲ့စမ်းခိုင်း ကြည့်ကျင်နေပေါ့နော် okay အရင်ဆုံးကျွန်တော်ဒီကောင်လေးကိုဒီလှုပ်ဆွဲမရမရဆိုတော့ကျွန်တော်လှုပ်လှုပ်ဆွဲကျွန်တော်တို့ဒါမျိုးအသုံးပြုမရလှုပ်ဆိုတာကျွန်တော်တို့ဒါမျိုးအသုံးပြုရမလားမရဘူးလားဆိုတော့ကျွန်တော်အဲဒီကောင်နဲ့ဒီကောင်လေးနဲ့အသုံးပြုလှုပ်ဆွဲလိုက်ရင်အဆင်ပြေလားဆိုတော့လှုပ်ဆိုတော့ကျွန်တော်တို့ဒီကောင်လေးနဲ့ချိန်လိုက်ရင်ဒါလင်းလာလားဆိုတော့ကျွန်တော်စမ်းပြပြမယ်ဒီကောင်လေးအားမရှိပေါ့နော်ဒီကောင်လေးအဆန်းတော့ကျွန်တော်ပြောရတဲ့အတိုင်းဝမ်းဖို့ပဲရှိပါတယ်ဝမ်းဖို့ပဲရှိလို့ဒီကောင်လေးကတော့အဲ အလုံးလုံးမဟုတ်ဘူးနော်အဲကြောင့်ဒီကောင်လေးပဲပဲထားရမယ်ဒီစိမ်းလေးက3 point ဖက်ဖို့ရှိရတယ်အလုံးလုံးရမယ်ပေါ့နော်โอเคအဖြူလေးအနှုတ်ပေါ့နော်အနှုတ်ပဲချက်မှထားလိုက်ပါဒီကောင်လေးကအပေါင်းပါဟာโอเคမြို့ထင်းထွက်သွားတာပဲပေါ့နော်မြို့ထင်းထွက်သွားတာပါပဲโอเคမြို့တားအိုင်လင်းနေပေါ့နော်တားအိုင်လင်းနေပါဒါဆိုဒီတစ်ခေတ်လေးကျွန်တော်ကျွန်တော်ဒီကြောက်လေးလေးဒါမျိုးဒါမျိုးတန်ကြောင်လေးနဲ့ ိုးလိုက်တဲ့နီလန်းအဆင်ပြေသွားတယ်ပေါ့နော်အရန်နဲ့ကျွန်တော်ဒါမျိုးထိုးလိုက်ရင်ကျွန်တော်တို့လင်းအောင်မလင်းဘူးပေါ့နော်ဒီတကယ်လေအခုတော်တော်အဆင်ပြေသွားပြီပေါ့နော်ဒါကျွန်တော်ပြောတာဒါတကယ်ဂျင်းမဟုတ်ပါဘူးကျွန်တော်မိတ်ဆွေတွေကအကယ်ဒီကမှာကျွန်တော်ပုံစံမျိုးစမ်းကြည့်လို့မရဘူးဆိုရင်ကျွန်တော်ကျွန်တော်မေးဆွေတယ်ကျွန်တော်အဲဒီတိုင်းပဲမဟုတ်တာတင်းနေဆိုပြီးတော့ဖြစ်တာနိုင်တယ်ပေါ့နော်တကယ်တမ်းတော့ဒါတကယ်ကျွန်တော်တကယ်လို့လာပြက်တယ်ဆိုရင်ကျွန်တော် ပြရတဲ့နည်းလမ်းတကယ်မှန်တယ်ပေါ့နော်အကေကျွန်တော်ရဲ့ဒါမျိုးတကယ်လို့ပြောအတွင်းနဲ့ cloud လိုက်လို့ဓာတ်ဆန်ကျိုးသွားတဲ့နည်းလမ်းတိုင်းဆိုရင်တော့ အဲဒက်ဆန်ကျိုးသွားတယ်ဒက်ဆန်ကျိုးသွားပြစ်ချက်ဆိုတော့ဒီနီလန်နဲ့ပြုတ်ပြုတ်လို့ရမှာမဟုတ်ဘူးပေါ့နော်ဒီနီလန်နဲ့ပြုတ်ပြုတ်လို့ရမှာမဟုတ်ဘူးပေါ့နော်ဒီကောင်လေးလို့ဒီရဲ့ဒီအာတွင်းမရတော့တာမျိုးအာပြန်ထွက်အာဒီထည့်အာပြန်သုံးမရတော့တာမျိုးဆိုရင်နီလန်တားဆိုတော့ရတယ်ပေါ့နော်အကေဒီဒက်ဆန်လည်းမကျိုးကာဗွန်ချောင်းလေးလည်းမကျိုးဘူးဆိုရင်ကာဗွန်ချောင်းလေးလည်းမကျိုးဘူးဒီနီလန်နဲ့ပြုတ်ပြုတ်လို့မရဘူးဆိုရင်လည်းသူတကယ်အတွင်းထဲမှာသူ့ရဲ့ပြစ်ချက်ကြီးအများကြီးရပေါ့နော်သူတကယ်ပြက်ပြက်နိုင်တဲ့ အဲဟာမျိုးလေးအများကြီးရှိပါတော့ကျွန်တော်လည်းဒါကျွန်တော်တည်တဲ့လောက်နီးလန်းလေးကိုကျွန်တော်ပြည်သက်တွေတည်စီခြင်းတွေအတွက်ကြောင့်ကျွန်တော်မျှဝေပေးတာပေါ့နော်မျှဝေပေးတာပါ Okay မရှင်းတာရှင်းလဲကျွန်တော် comment မှာမေးခဲ့လို့ရပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်တယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်တယ်ပေါ့နော်ကျွန်တော် channel လေးကို DVD လို့ channel တက်တဲ့ DVD လေးကကျွန်တော်ပြည်သက်တွေအတွက်ဘူးတူတာတစုံတရာရရှိစေကျွန်တော် channel လေးကို like subscribe လုပ်ခဲ့ဖို့လဲမမီးနေလို့ကျွန်တော်ထပ်ပြောခြင်းပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့ကျွန်တော်ထပ်ပြောပါတယ်ပေါ့နော်